အဒီအမုံမြဲဆိုရဇလန်တွဲမှာတော့ယူမောင်ကခက်ခက်မှဆိုရကာရိုက်တာနေရနေပြီးတော့ပါဝင်တည်ဆောင်ထားပါတယ်ဟုတ်အခက်ခက်မှကာရိုက်တာကတော့ဒီစထိုးဆန်တဲ့ဒီငငယ်ကလေးကနေပြီးတော့သူလှုပ်ချင်တာကိုလှုပ်တတ်တဲ့လူတယောက်ပေါ့နော်ကြီးလာတဲ့ချိန်မှာလည်းအနိုင်ယူလို့စိတ်ပြင်းပြတဲ့သူတယောက်ပေါ့နော်ကိုယ်အဲကြောလို့ရှိရင်နည်းနည်းလေးမှတိတိတိမခံတတ်တဲ့အဲမျိုးသမီးတယောက်လိုမျိုးပေါ့အဲ့ချားမှာကိုကဒီရောက်ခမနဲ့ဟိုချွေးမနဲ့ချားမှာဖြစ်တဲ့ အဲကိစ္စတွေပေါ့အဲ့လိုမျိုးမှာ drama တွေကြားထဲမှာအများကြီးသိဆောင်ထားပါတယ်ဟုတ်ကဲ့ဒေါ်တင်တင်ဆိုလို့ရောက်ခမမျိုးနဲ့တွေ့မယ်ဆိုရင်တော့ ။ဟိုဒီတင်ဆိုဘက်ကကြည့်ရင်လည်းခက်ခက်မာလို့ချင်းမမျိုးနဲ့တွေ့ရင်ဆိုပြီးတော့ဖြစ်မှာပေါ့နော်။ဒါပေမဲ့ဒါကတော့ပြင်မာစွာထက်ရေမုံအမြင်ကတော့ရေမုံဒီပထမဆုံးဒီဇန်ညွန့်ဆပြီးတော့ဖတ်လိုက်ဖတ်ပြီးရဲ့အချိန်မှာဘာဖြစ်လို့ရောက်ခမနဲ့ချွေးမနဲ့ကတစက်မတစ်ဖက်နဲ့တစ်ဖက်တစက်မမလျှော့နိုင်ကြရလဲဆိုပြီးတော့အဲ့ feeling ဖြစ်တာပေါ့နော်ဒါတော့ based on true story ဆိုတော့လေအပြင်မှာရှိခဲ့လို့လေဒါမျိုးရိုက်ခဲ့ရပေါ့နော်ဒါပေမဲ့အခုကစ်မှာတော့ဒါမျိုးကတော့အဲ့လိုအကောင်လုံးကအရင်ပွင့်လင်းမြင်တာလာပြီးအမြင်ကျယ်လာပြီးဆိုတော့ အဲ့လိုမျိုးနဲတဲ့တော့နဲလာပြီပေါ့နော်ဆိုတော့အဲ့လိုမျိုးမကြုံရတော့လို့ထင်တာပဲအားလုံးကြည့်နိုင်ပြီ Hey Play VIP